ျက်သားတည်ဆောင်းမှုနဲ့လေ့ကျင့်ခန်းစွမ်းဆောင်ရည်ကဘာကြောင့်တိုးမလာတာလဲလေ့ကျင့်ခန်းပြင်းပြင်းထန်ထန်လုပ်နေပေမဲ့အញ្ញံနှုံးမှလိုအပ်နေသေးလားအဖြေကတော့ကာဘိုဟိုက်ဒရိတ်ပါဒါပေမဲ့ဘယ်ကာဘိုဟိုက်ဒရိတ်ကိုဘယ်အချိန်စားရမလဲဆိုတာသိပါသလားမင်္ဂလာပါမြင့်မြတ်တော်မွန်ချန်နယ်ကနေပြန်လည်ကြိုဆိုပါရခင်ဗျာ ကာဘိုဟိုက်ဒရိတ်ဆိုတာကြွက်သားအတွက်မရှိမဖြစ်လိုအပ်တဲ့အရာပါ။မကန်တဲ့အချိန်မှာစားသုံးလိုက်ရင်ခန္ဓာကိုယ်ရဲ့စွမ်းဆောင်ရည်ကိုအမြင့်ဆုံးအထိတိုးတက်ပြေးနိုင်ပါတယ်။ဒီနေ့ဗီဒီယိုမှာကြွက်သားတည်ဆောက်မှုနဲ့အမြင့်နှုန်းတိုးမြင့်ဖို့ကာဘိုဟိုက်ဒရိတ်စားသုံးရမယ့်အချက်၃ချက်ကိုပြောပြပေးသွားမှာပါ။နံပါတ်၁လေ့ကျင့်ခန်းမလုံးခင်စွမ်းရင်ဖြည့်တင်းခြင်း pre-work of fueling ဒီကျင့်ကြံမလို့ခင်ကာဘိုဟိုက်ဒရိတ်စားတာဟာစစ်မတိုက်ခင်ကြီးစံဖြည့်ထားလို့ပါပဲဒီစွမ်းရင်ကကြွက်သားထဲမှာဂလိုက်ကိုဂျင်အဖြစ်တိုးလောင်သွားပြီးပြင်းထန်တဲ့အားထုတ်မှုအတွက်အသင့်ဖြစ်နေစေပါလိမ့်မယ် လေ့ကျင့်ခန်းမလို့ခင်တနာတွေကနေ၄နာရီအလိုမှရှုပ်ခွေးတဲ့ကာဗိုဟိုက်ဒရိတ်တွေကိုရွေးချယ်ပါဥပမာအုတ်ကြုံဆန်လုံးညိုတန်းစုံဥလိုမျိုးဖြည်းဖြည်းချင်းစွမ်းရင်ပေးမယ့်အစာတွေပါစွမ်းရင်ကိုအကြာကြီးထိန်းထားနိုင်ဖို့ပါမိနစ်60ကနေမိနစ်90အလိုမှအချိန်နဲ့ရင်တော့မျက်ပြူးသီးသုံးမဟုအားပြည့်အရည်လိုမျိုးယူရှိနေကာဗိုဟိုက်ဒရိတ်အနည်းငယ်ကိုသာစားသုံးပေးပါလေအစီများတဲ့အစာတွေကိုတော့ရှောင်ပါနံပါတ်1လေ့ကျင့်ခန်းလုပ်နေစဉ်စွမ်းရင်ဖြည့်တင်းခြင်း intra workout ခနာကိုတဲကဂလိုက်ကိုဂျင်ကုံသွားလို့အမြန်နှုံးကျသွားတာမျိုးမဖြစ်စေချင်ဘူးဆိုရင်လေ့ကျင့်ခန်းကတနအိကျော်ကြားမယ်ဆိုရင်တော့အားဖြင့်အချိုရီတိုမဟော့ကပ်ချော်နည်းနည်းတောက်ပေးပါနံပါတ်3လေ့ကျင့်ခန်းပြီးနောက်ပလန်လက်တည်ဆောက်ခြင်း post workout recovery ဒါကအရေးကြီးဆုံးပါပဲလေ့ကျင့်ခန်းပြီးပြီးတဲ့အခါကြွက်သားတွေကရင်းမြုပ်ခွက်လိုဖြစ်နေပါတယ်ဒီအချိန်မှာကာဘိုဟိုက်ဒရိတ်ညာပရိုတင်းကိုစားပေးရင်အကောင်းဆုံးစုပြုံမှုနှုန်းကိုရပါလိမ့်မယ်လေ့ကျင့်ခန်းပြီးပြီးတဲ့နောက်နာရီဝက်ကနေနာရီအတွင်းခနာကိုယ်တွေကဂလိုက်ကိုဂျင်ကိုအမြန်ဆုံးဖြည့်တင်းပေးဖို့လိုပါတယ် ပရိုတင်းသစကိုကာဗိုဟိုက်ဒရိတ်သုံးလင်းစားနဲ့တွဲစားပါဥပမာကြက်သားနဲ့သမင်ဖြူပရိုတင်းရှိတ်နဲ့ငပြောတိကလိုမျိုးဒီလိုလုံးမှကြက်သားပြန်ပြီးစောင့်မှုကိုအားပေးပြီးနောက်တစ်ခေါက်လိချင်ဖို့စွဲရင်ပြေးဝနေမှာပါမှတ်ထားပါ ကာဘိုဟိုက်ဒရိတ်ဟာရန်သူမဟုတ်ပါဘူးမိတ်ဆွေကောင်းဖြစ်ပါတယ်ဒါပေမဲ့စားသုံးတဲ့အချိန်ကအဓိကပါပဲလေ့ကျင့်ခန်းမလို့ခင်လုံနေစဉ်နဲ့လုံပြီးနောက်စနစ်တကျစားသုံးခြင်းအပြင်သင်လိုချင်တဲ့အမြန်နှုန်းနဲ့ကြွတားတည်ဆောင်းမှုရည်မှန်းချက်ကိုအရှိန်ညှင့်တင်လိုက်ပါမိတ်ဆွေရဲ့တနည်းဒါလေ့ကျင့်ခန်းအစီအစဉ်အရကာဘိုဟိုက်ဒရိတ်ပမာဏကိုချိန်ညီပါဒီဗီဒီယိုကနေတခုခုရသွားတဲ့ဆိုရင် like လုပ်ပြီးခင်ဗျားရဲ့တငယ်ချင်းတွေကို share ပြုမမေ့ပါနဲ့နော်နောက်ထပ်ဘလို့အာဟာရအကြောင်းအရာတွေကိုတီးကျင်သေးလဲဆိုတာ comment မှာရေးခဲ့ပေးပါ channel ကို subscribe လုပ်ထားပေးပါနောက်ထပ်ဗီဒီယိုတွေမှာပြန်တွေ့ကြမယ်နော် နေ့စဉ်ဘဝမှာရုပ်ပြက်ခံစားရတတ်တဲ့ပူပင်တော်က anxiety ကရင်ဘတ်ထဲမှာတင်းကျပ်နေတယ်။အသက်ရှူရတာခက်ခဲနေတယ်လို့ခံစားရစေပါတယ်။ရည်ကြီးတဲ့အစည်းအဝေးတစ်ခု၊စာမေးပွဲတစ်ခုဒါမှမဟုတ်မမျော်လင့်တဲ့သတင်းစိုးတစ်ခုကြားရတဲ့အခါမျိုးမှာစိုးရိမ်စရာတိုးလာတတ်ပါတယ်။ဒီလိုအချိန်မျိုးမှာစိတ်ကိုပြန်လဲထိမ့်ချုပ်ပြီး9မိနစ်အတွင်းအခြေအနေကို ပုံမှန်ပြန်ဖြစ်စီဖို့ဘယ်လိုလုပ်ရမလဲစိတ်ကြမ်းပါပြီးငါရှင်တွေအကြံပြုထားတဲ့ထိရောက်တဲ့စိတ်ပိုင်းဆိုင်ရာလေ့ကျင့်ခန်းသုံးခုကိုမျှဝေပေးသွားပါမယ် မင်းမေတာမွန် channel ကနေကြိုဆိုပါရစေ။ကျမ်းမာရေးအားကစားအထွေထွေဗဟုထုတနဲ့စိတ်အားတက်ကြွကိုအကြောင်းအရာလေးတွေကိုအလင်းရင်သိမ်းတယ်လို့မပြတ်တမ်းတင်ဆက်ပေးနေတာမို့ follow and subscribe လုပ်ပေးသွားကြပါဦးနော်။